ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပဲလည်းကြားရတော့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံပါဝင်တဲ့စီဝါရေးစင်ကြံအမျိုးသားစီမံကိန်းကိုပေါ့လေဒါပြန်နေစတဲ့တော့လည်းပြန်နေပတ်သက်ပြီးတော့ကျွန်တော်ရဲ့အနေကိုဒါသုံးသပ်ပြရတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါမပြောခင်မှာဒီနိုင်ငံတော်ရဲ့ပေါ့လေနိုင်ငံတကာရဲ့အမျိုးသားအကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ဒါအနေနဲ့ဒါမျှဝေစာဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာရဲ့အမျိုးသားအကျိုးစီးပွားဆိုတော့ဒီအဲ့နိုင်ငံရဲ့စီဝါရေးနိုင်ငံလုံးညိုရေးဒါညှင်းမှုနဲ့ဒါမူဝါဒတွေကိုအခြေပြုပြီးတော့ဒီပြည်ဆိုင်ရာဘုရားထိုးပေါက်နိုင်ဖို့နဲ့နိုင်ငံအကျိုးစီးပွားအတွက်ဒါတိစောက်ရတာဖြစ်ပါတယ် ော့အဲ့လိုမျိုးဒါနိုင်ငံအကျိုးစီးပွားအတွက်ပေါ့လေဒါဒီနိုင်ငံစီမောက်ချိုက်ကွန်ဆီအုပ်ခိုင်းရတယ်တခြားခီးစင်မှာဒီတရုတ်နိုင်ငံတမတချင်းပြင်တဲ့အတွေ့အကြုံခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီမနိုင်ငံအမျိုးသားအကျိုးစီးပွားအတွက်ပေါ့လေဒါအကောင့်တွေပုံနိုင်ခဲ့တယ်လို့ဒါပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီခုနပြောတဲ့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်ဒါစီးပွားရေးစဉ်ကြံဒါစီမံကိန်းဆိုတာပါဒါအရင်တုန်းကတော့ဒီတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်အိန္ဒိယဒါလေးနိုင်ငံနဲ့ဒါဆက်တင်ခဲ့တာဖြစ်ပါတယ်ကီလိုမီတာ2600ကျော်ရှင်းလိုက်ရတဲ့ Kumin Initiative လို့လည်းခေါ်တဲ့ဒီ PCM ဘင်္ဂလားဒေ့ရှ်ကပေါ့လေ တရုတ်နိုင်ငံဒါခေတ်သစ်ပိုလမတ်စီမံကိန်းရဲ့အဓိကစီးပွားရေးစံကျန်6ခုမှာတစ်ခုအပါဝင်ဖြစ်ပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းကနေမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါမန္တလေးဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်ဒါစစ်တကောင်းဒါကနဲ့အိန္ဒိယနိုင်ငံကဆိုလို့ရှိရင်ဒီကလကတာမြို့အထိကိုတော့ဖောက်လုပ်မယ်ပေါ့လေစီမံကိန်းကြီးတစ်ခုပဲဖြစ်ပါတယ်ဒီ BCM စီးပွားရေးစံကျန်မှာပါဝင်တဲ့ဒါလေးနိုင်ငံရဲ့လူရေကဆိုလို့ရှိရင်ကမ္ဘာလူရေ40ရာခိုင်နှုန်းကရှိပြီးတော့စီးပွားရေးစံကျန်တစ်ချောင်းမှာလူရေတန်း140ကမိလင်းနေတန်းကြတယ်ဖြစ်ပါတယ် ပြီးတော့ DBCM စီးပွားရေးကဒါဒေသအတွင်းကုန်တင်မှုရဲ့900ခန်းလုံးနဲ့အစီရင်ဒါ35ရာခန်းလုံးခန့်လဲပါဝင်တာပဲဖြစ်ပါတယ်။ဒါပြင်ဒါဒီ BCM စီးပွားရေးစင်ကြံစီမံကိန်းမှာဒါပါဝင်တဲ့အနေနဲ့နိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတရုတ်နိုင်ငံဆိုလို့ရှိရင်ကမ္ဘာထိုက်တန်းကိုလည်းဒါထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တယ်။ဒါအိန္ဒိယနိုင်ငံဆိုလို့ရှိရင်လည်းကမ္ဘာထိုက်တန်းဝန်ဆောင်မှုဒါတင်ပို့သူပေါ့လေဒါနိုင်ငံဖြစ်ပြီးတော့ဒါဘင်္ဂလားဒေ့ရှ်ဆိုလို့ရှိရင်လည်းဒါကွန်ကြက်စိတ်ဒါနေပါတဲ့ဒါနိုင်ငံအဖြစ်နဲ့ပေါ့လေဒါအသာချက်အပြည့်အစုံရှိနေကြတာဖြစ်ပါတယ် ဆိုတော့ဒီ VCM စီဝါရေးစံကြံဒါစီမံကိန်းကိုဒါတုံးသားရမယ်ဆိုလို့ရှိရင်ဖိုင်းပြောရတဲ့အာစီဝါရေးဒါစံကြံစီမံကိန်းတစ်ခုဖြစ်နေပေါ့လေဒါပို့ထွက်လာနိုင်တယ်လို့ဒါပြောနေနေတာတုံးသက်မိတယ်ဒါဘာဖြစ်လဲဆိုလို့ရှိရင်တော့ဒီ VCM စံကြံဒေတာမှာရေအားလျက်ဆက်နဲ့ဒါတောင်ပြည်သူတွေထွက်တယ်ဒါအိန္ဒိယရှေ့မြောက်ပိုင်းပြည်နယ်ရဲ့တဘာဝတန်ခွေအများပြားထွက်တယ်ဒါမြန်မာနဲ့တောင်ပြည်သူအများပြားထွက်တယ်တရုတ်နိုင်ငံကဒါယူနန်ပြည်ဒေတာတွေဒါပါဝင်နေလို့ပဲဖြစ်ပါတယ်ဒါမဲ့လည်းဒါဒီစီဝါရေးစံကြံဒါစီမံကိန်းမှာအိန္ဒိယနဲ့ပါကစ္စတန်တို့ကအများကြီးကွာနေတယ်ကက်ရှမီးယားဒေတာကို အဖြတ်ပြီးတော့ဒါဖောက်လုံးမဲ့ဒီပါကစ္စတန်ဒါစီမံကိန်းကိုပေါ့လေဒါအိန္ဒိယအနေနဲ့ကန့်ကွက်ခဲ့တာပြည်တွက်ကြောင့်မလို့ဒါတရုတ်နိုင်ငံအနေနဲ့ဒီ PCM CY စံညာစီမံကိန်းကိုပေါ့လေ2019ခုနှစ်ဒါအေဗီလာမှာကျင်းပတယ် BRI ဒီချင်းဒါနိုင်ငံတကာအစည်းအဝေးမှာပေါ့လေဒါဒီ BCM CY ဒါစံညာစီမံကိန်းကိုဒါပြချက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါဒီ BCIM CY စံညာဒါစီမံကိန်းကဒါရပ်တန့်ခဲ့ရလို့ဖြစ်ပါတယ်ဒါမဲ့လည်းဒါပြီးခဲ့တဲ့ရက်ပိုင်းကဒါဒီနိုင်ငံ Smoothie Council ဥက္ကဋ္ဌရဲ့ဒါဒီရုရှားခီးစင်မှာပေါ့လေဒါတရုတ် ိုင်ငံသမ္မတဒါရှိချင်းပြင်နေတာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာဒီနိုင်ငံ Smartshare ကောင်စီဥက္ကဋ္ဌနဲ့ပေါ့လေဒါဒီစီးပွားရေးစနစ်စီမံခင်းအတွက်ဒါသဘောတူညီချက်တွေလည်းရရှိခဲ့ရတယ်ဖြစ်ပါတယ်။ဆိုတော့ဒါမဲ့လည်းဒါဒီစီးပွားရေးစနစ်စီမံခင်းမှာတော့ဒီအိန္ဒိယနိုင်ငံကလည်းမပါတော့ဘဲနဲ့ဒါဒီတရုတ်နိုင်ငံယူနန်ပြည်နယ်ကနေဒါဒီဘင်္ဂလားပင်လယ်အိုပဲဒါဖြစ်ဆက်တော်မှာဖြစ်ပါတယ်။ဒီစီမံခန့်ရဆိုလို့ရှိရင်ဒါအခြေခံလမ်းပန်းဆောက်ဦးတွေဒါတိဆောက်လာနိုင်မယ်ဒါကုန်သွယ်ရေးအရာဒါပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဒါဆက်မှုစုံတွေဒါတိဆောက်လာနိုင်တာအဲ့ဒီအမြင့် ဈေးကွက်ဖွင့်တာတွေလည်းအပေါင်းဝင်လာမှာဖြစ်ပါတယ်။ဆိုတော့နောက်ဆုံးပြောချင်တာကတော့ဒီအခုလုံးမဲ့တာစီးပွားရေးစနစ်အစီအမံခင်းရပေါ့လေ။ဒါမှမဟုတ်နိုင်ငံရဲ့အကျိုးစီးပွားအနေနဲ့ဒီလိုလုပ်ငန်းအတွက်တိုးတက်အကူအညီတွေရလာမယ်။နောက်ပြီးတော့ဆော့လွေးလုပ်ငန်းတွေအတွက်တိုးတက်အကူအညီတွေရလာမယ်အပြင်အပြီးပညာတွေကိုလည်းဒါလိုလိုကိုကိုဒါသင်သွင်းလာနိုင်မှာဖြစ်ပါတယ်။ဆိုတော့ပြီးတော့ဒီမှန်နိုင်ငံထွက်ရှိတဲ့ပေါ့လေ။ဒါ layer ထွက်တပစ္စည်းတွေနဲ့ဒါဒီ penetrate ပစ္စည်းတွေကိုအထူးစီးပွားရေးဇုံတွေအကုံသွေးစခန်းတွေကနေဒါ chip 11 data ဒါဥရောပနဲ့ဒါအမေရိကနိုင်ငံတွေအထိကိုဒါလိုတွေကိုဒါ တင်ဖို့ရောင်းချနိုင်ပါတယ်ဖြစ်ပါတယ်ဆိုတော့ဒီတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်ဒါဒီသုံးနိုင်ငံပါဝင်တဲ့စီဝါရေးစင်ညာစီမံကိန်းကမြန်မာနိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေမဲ့စီဝါရေးစင်ညာစီမံကိန်းတစ်ခုဒါဖြစ်တဲ့အပြင်ဒီတောင်အားရှာဒေသဒါကွန်ထရိုးလုပ်မှုအတွက်ပေါ့လေဒါဂိမ်းချာချာတစ်ခုနိုင်ငံတွေဒါဖြစ်လာနိုင်တယ်လို့ဒါကျွန်တော်လည်းသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်